လောဘအကြောင်းတီကောင်းစရာတရားတည်တနာတော်ကိုဟောကြားပေးမှာဖြစ်တယ်လောဘဆိုတာလိုချင်မှုသဘောလို့မြန်မာမှုပြုကြတယ်ဘာသာပြန်ကြတယ်လိုချင်မှုသဘောဘာကိုလိုချင်တာလဲဆိုတော့ ကာမဂုဏ်အာယုံတွေကိုလိုချင်တာအဲ့ဒါလောဘရူပယုံလို့ခေါ်တဲ့အစင်းအာယုံကိုမြင်ခြင်းနဲ့တတ္တာယုံလို့ခေါ်တဲ့အတန်အာယုံကိုကြားခြင်းနဲ့ကန္တာယုံလို့ခေါ်တဲ့အနံ့အာယုံကိုရခြင်းနဲ့ရတ္တာယုံလို့ခေါ်တဲ့အရတာကိုရခြင်းနဲ့ဖဋ္ဌဘာယုံလို့ခေါ်တဲ့အတွေ့အထိကိုခံစားခြင်းနဲ့အဲ့ဒါလောဘပါ ာမဂုဏ်အာယုံကို လိုချင်တာမဟုတ်ပဲနဲ့နိဗ္ဗာန်ကို လိုချင်တယ်အဲ့ဒါကြတော့လောဘလို့မခေါ်တော့ဆန္ဒလို့ခေါ်တယ်ဗောတရားနာခြင်းတယ်ဒါဆန္ဒဖြစ်သွားပြီကုသိုလ်ကောင်းမှုတွေပြုခြင်းတယ်ဒါဆန္ဒဖြစ်သွားပြီ ရာဟိတတွေလုပ်ဖို့အတွက်ငွေကြေးတွေလိုချင်တယ်အဲ့ဒါလောဘမဟုတ်တော့ဇန္နာဖြစ်သွားပြီမိမိကာမဂုဏ်အာယုံခံစားဖို့အတွက်ငွေကြေးငွေကြေးတဏတွေလိုချင်တယ်ဆိုရင်တော့အဲ့ဒါလောဘသာသနာကိုထောက်ပံ့ခြင်းနဲ့ပရာဟိတတွေလုပ်ခြင်းတယ်အဲ့ဒီအတွက်ငွေကြေးမှဖြစ်မယ်အဲ့တော့ကိုခံစားဖို့အတွက်ရေလို့မဟုတ်တော့ဘဲနဲ့ ကိုမှငွေရှိလို့ရှိရင်ပရဟိတတွေကို စိတ်ချတိုင်းလုံနိုင်လိမ့်မယ်သာသနာတော်ကိုစိတ်ချတိုင်းထောက်ပံ့နိုင်လိမ့်မယ်လို့ယူဆတဲ့အတွက်ကြောင့်ငွေကြီးလိုချင်လို့စီးပွားရှာတယ်အဲ့ဒါကြတော့ဆန္ဒလို့ခေါ်တယ်ပေါ့ဒါကြောင့်ဦးဇနောတောင်မြို့မှာကနေဆိုတော့ဘုရားကြီးရဲ့တင်းကြိုဘာသာတိကာကျမ်းထဲမှာစီးပွားခြားတိုင်း လောဘလို့မပြောရဘူးတဲ့။ဘာရင်ရချက်နဲ့စီးပွားချတယ်လဲ။မိမိကာမဂုဏ်ခံစားဖို့စီးပွားချတယ်မိသားစုကာမဂုဏ်ခံစားဖို့စီးပွားချတယ်ဆိုရင်တော့အဲ့ဒါလောဘနဲ့စီးပွားချတယ်ပေါ့။အဲ့လိုမှမဟုတ်ဘူး။လောကအကျိုးတာသနာအကျိုးကိုတည်ဖို့နိုင်ဖို့အတွက်စီးပွားချတယ်အဲ့ဒါကဆန္ဒလို့ခေါ်တယ် အမြင်ကျဲတယ်ပေါ့နော်။ဒါကြောင့်ဦးဇုံတို့ဆက်ဆက်တဲ့တက္ကရာကမတွေကိုပြောရလဲ။လူသားကြီးလုံးဖြစ်လာပြီဆိုရင်တော့စီးပွားချရမယ်။ဒါပေမဲ့လောဘနဲ့ချာမဲ့အစားဆန္ဒနဲ့စီးပွားချာမိမိမိသားစုအတွက်သားလို့ကွက်ကက်ကလေးမမြင်ပဲနဲ့အခြားအခြားသောမိသားစုရဲ့အခြားအခြားသောပုံကိုယ်တွေအတွက်ပါဆိုပြီးတော့ အမြင့်ကျက်ကျက်နဲ့စည်းဝါးချငါရှားပွေနေခြင်းသည်ငါအတွက်သာမဟုတ်အများကောင်းစားရေးအတွက်ငါစည်းဝါးချတယ်လို့အများအတွက်ကိုစည်းဝါးချမြတ်စွာဘုရားကစည်းဝါးမရှားနဲ့လို့မပြောဘူးစည်းဝါးချပုံချာနည်းကိုပဲမြတ်စွာဘုရား သင်ပေးတယ်ဘလို့စိတ်ထားမလဲပေါ့နော်ဒါကြောင့် လောကအကျိုးသာသနာအကျိုးကိုပယ်ပို့နိုင်ဖို့အတွက်ဆိုတဲ့အမြင့်ကျကျနဲ့စည်းပွားရမယ်ဆိုရင်ကုသိုလ်လည်းရဝမ်းလည်းဝလို့ပြောရမှာပဲပေါ့အကြောင်းဥစ္စာလို့စည်းပွားရှာမှုကိုရလိုက်ရမှာမဟုတ်ဘူးအရှုကပြောတယ်ဖရာရတရားတွေအရာဆိုရင်စည်းပွားရေးတော့လုံးလို့ရမှာမဟုတ်ဘူးရတာပေါ့မြတ်စွာဘုရားကစည်းပွားရေးမလုံးနဲ့လို့မတားဘူးမပိတ်ပင်ဘူး စိတ်ထားလေးကိုပြောင်းဖို့ပဲဘုရားပြောတာအေကောင်းပြီအဲ့ဒါအဲ့ဒီတော့ကာမဂုဏ်အာယုံကိုလိုချင်တာကို လောဘလို့ခေါ်ပြီးတော့ကောင်းတဲ့ကိစ္စတွေမှာလိုချင်မှုကိုတော့ဆန္ဒလို့ခေါ်ရတယ်ဒါအနစ်ချုပ်ကလေးပြောပြတာလောဘနဲ့ဆန္ဒမတူဘူးဆိုတာပြောပြတာမကောင်းတဲ့ကိစ္စတွေမှာလိုချင်တာကလောဘကောင်းတဲ့ကိစ္စတွေမှာလိုချင်တာကဆန္ဒတနည်းအားဖြင့်ပုသူကိစ္စတွေမှာလိုချင်တာကိုဆန္ဒ ကြောင့်ကုသိုလ်လုပ်ခြင်းနဲ့ဒါလောဘလို့မပြောရဘူးဒါဆန္ဒပဲပေါ့ဒီကောင်းမင်းအဲ့ဒီတော့အဲ့ဒီလောဘဆိုတဲ့တရားကိုပိဋကတ်ထဲမှာနာမည်အမျိုးမျိုးနဲ့ဘုရားကပြောင်းဟောထားတာရှိတယ်။လောဘကိုပေမလို့လည်းဘုရားဟောတယ်။ပေမဆိုတာချစ်ခင်ခြင်းလို့ဘာသာပြန်တယ် ဘလို့ချစ်ခင်တာလဲဆိုတော့မိဘနဲ့သားသမီးချစ်ခင်တာမျိုးမောင်နှမအချင်းချင်းချစ်ခင်တာမျိုးဆွေမျိုးချင်းချစ်တာကိုပါဠိလို ပေမလို့ခေါ်တယ်ပေါ့နော်မိသားစုအချင်းချင်းချစ်ခင်တာဆွေမျိုးအချင်းချင်းချစ်ခင်တာအဲ့ဒါမျိုးကိုပါဠိစာပေထဲမှာပေမလို့ခေါ်တယ်ဒါလောဘပါပဲနော်အဲ့ဒါကိုပန်ရောစင်လို့လည်းသုံးကြတယ်လေ ာသမီတန်ရောစဉ်မိဘတန်ရောစဉ်မောင်နှမတန်ရောစဉ်ဆိုပြီးတော့တန်ရောစဉ်လည်းတုံးကြတယ်အဲ့လိုဆွေးချင်းမျိုးချင်းအချင်းမျိုးကိုမိဓမ္မာထဲမှာဒါလောဘလို့ပဲခေါ်တယ်တုတ်တန်ဒေသနာဒီမှာကြတော့ပေမလို့တုံးတယ်ပေါ့နော်ပေမလို့တုံးတယ်နောက်တစ်ခါဒီလောဘကိုတဏ္ဏလို့လည်းတုံးတယ်တဏ္ဏဆိုတာကတတ်မှတ်ခြင်း ငတ်ချင်းလို့ဘာသာပြန်တယ်တတ်မှတ်တယ်ငတ်တယ်ရေငတ်တယ်ထမင်းငတ်တယ်ထမင်းစားနေတဲ့သူဟာထမင်းကိုဆွဲလန်းတယ်လို့ရေစားနေတဲ့သူက ရေကိုတတ်မှတ်တယ်လို့ငတ်တယ်လို့အဲ့လိုထမင်းစားရေစားတဲ့သူကထမင်းရေကိုငတ်နေတယ်လို့စားနေတယ်လို့ကာမဂုဏ်အာယုံတွေပေါ်မှာ ငတ်မွနေတာစားလောင်းနေတာအဲ့ဒါတဏ္ဏပဲတဦးတယောက်ကိုအယူအမှုဆွဲလန်းနေတာမျိုးဟာတဏ္ဏပဲပေါ့ဒါတော့လောကမှာပြောကြတာလေဟာအဲ့ဒီလူဟာတဏ္ဏယူကြီးပဲလို့ပြောကြတာရှိတယ်တဏ္ဏယူယူတယ်လို့တဦးတယောက်ကိုဆွဲဆန်းလန်းနေအယူအမှုဖြစ်နေတာအဲ့ဒါတဏ္ဏပဲပေါ့နောက်တစ်ခါ လောဘကိုရာဂလို့လည်းသုံးတယ်ရာဂဆိုတာကညစ်ကြချင်းဆွဲလန်းချင်းရှစ်ကတုံးကဖြင်စပြီကိုဆေးဆိုးလိုက်တဲ့အခါမှာဆေးတွေဟာဖြင်စပေါ်မှာဆွဲကပ်သွားတယ်နော်ဦးဇင်းတို့ဒီမှာရဟန်းတော်တွေပိတ်ဖြူသင်္ကန်းကိုဆေးဆိုးကြတယ် မူရင်းတုန်းကအဖြူပဲအဖြူကိုဈေးရည်ထဲမှာနှက်လိုက်တဲ့အခါမှာခြီးတွေကချက်ချင်းဈေးကိုစုပ်ယူလိုက်တယ်ဈေးတွေကခြီးမှာညှိကပ်သွားတယ်အဲ့ဒီလိုမျိုးပဲကမဂုံအာယုံလေးပေါ်မှာစွန်းလန်းညှိကပ်တဲ့သဘောရောရာခလို့ခေါ်တယ်မို့နောက်တမှုတရားလို့လည်းသုံးတယ်ဒီလောဘကို သမုဒိယလို့လည်းခေါ်တယ်သမုဒိယဆိုတာကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားလို့ဆိုတယ်ဟောဒီလောဘဟာဒုက္ခဖြစ်ရခြင်းအကြောင်းတရားပဲအခုဘဝခန္ဓာတွေရလာကြတယ်နိဘာဖြစ်လို့ဘဝခန္ဓာတွေရလာတယ်လဲဆိုတော့အရင်ဘဝတော့ကဒီဘဝဒီခန္ဓာကိုလိုချင်တဲ့စိတ်တွေဖြစ်ခဲ့ကြတာကို ဒီဘဝဒီခန္ဓာကိုတောင်းတမှုလိုချင်မှုတွေဖြစ်ခဲ့လို့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့်အခုဘဝခန္ဓာတွေရလာတယ်ဘဝခန္ဓာတွေရလာတော့ဒုက္ခတွေရောက်ကြတယ်ပေါ့မမြင်ချင်တာတွေမြင်ရဆင်းရဲလိုက်တာမကြားချင်တာတွေကြားရဆင်းရဲလိုက်တာဖြစ်ချင်တာတွေမဖြစ်ရဆင်းရဲလိုက်တာမဖြစ်ချင်တာတွေဖြစ်နေတယ်ဆင်းရဲလိုက်တာမအိုချင်ဘူးအိုရတယ်မနာခြင်းဘူးနာရတယ် မသေးခြင်းဘူးသေရတယ်ဘယ်လောက်ဆင်းရဲတယ်လဲအဲ့တော့ဒီခန္ဓာကိုယ်ကြီးရလာတာဟာချမ်းသာဒုံကြီးကိုရနေတာမဟုတ်ဘူးဆင်းရဲဒုံကြီးဆင်းရဲပုံကြီးကိုရနေတာဒါကြောင့်မြတ်စွာဘုရားကဒုက္ခခန္ဓာတသမှုတယောဟောတိဒီလောဘဟာဒုက္ခအဆုအပုံရဲ့အကြောင်းတရားပဲပါဠိလိုသမှုတရားနော်ဒုက္ခဒုံဒုက္ခခဲကြီးဒုက္ခအဆုအဝေးကြီးရဲ့အကြောင်းတရားပဲလောဘရှိလို့ ဒုက္ခရှိတယ်ပေါ့။တော့တမျိုးမာကနုံစေတော်ဘုရားကြီးကမိတ်တယ်။အေးလောဘကြီးတော့ဒုက္ခကြီးတာပေါ့။လောဘသေးတော့ဒုက္ခသေးတာပေါ့။အေးလောဘလုံးလုံးမရှိတော့ရင်တော့ဒုက္ခမရှိဘူးပေါ့။တော့လောဘကြီးရင်ဒုက္ခကြီးတယ်။လောဘသေးတော့ဒုက္ခသေးတယ်။လောဘမရှိတော့ရင်တော့ဒုက္ခမရှိတော့ဘူး။ ဲ့တော့လောဘကိုပါဠိစာပေထဲမှာပေမရခင်ချင်းလို့လည်းခေါ်တယ်တဏှာငှက်ချင်းစားလောင်ချင်းလို့လည်းခေါ်ကြတယ်ရာဂညစ်ကချင်းဆွဲလန်းချင်းလို့လည်းခေါ်ကြတယ်သမှုတရားဒုက္ခဖြစ်ရခြင်းအကြောင်းတရားလို့လည်းပြောကြတယ်အဲ့တော့ဒီလောဘဟာဒုက္ခအလုံးရဲ့အကြောင်းတရားမို့လို့ အလွန်ကြောက်စရာကောင်းတယ်လောဘအလွန်ကြောက်စရာကောင်းတယ်တောက်လေတောက်လေငတ်မပြေဆိုတာမျိုးဒီလောဘကိုအလိုလိုက်ပြီးရင်မပြီးတော့ဘူးအလိုလိုက်ပြီးလို့ရှိရင်တခုပြီးတခုတခုတခုတောင်းဆိုလာတယ်ဒီလောဘကလေချက်မသွားဘူးပေါ့နော်ရင်ငက်တဲ့သူဟာ ရေစာလို့စာငန်ရေကိုတောက်ပြီးသွားတယ်စာငန်ရေတောက်တော့လက်ချောင်းတွေချက်ပြီးတော့နောက်ထပ်ထပ်ပြီးတော့တောက်ချင်လာပြန်တယ်ဒါတောက်ရှင်လို့စာငန်ရေတောက်ရေငက်ပြန်တယ်အဲ့တော့တောက်လို့ငက်တယ်ငက်လို့တောက်တယ်လည်းမပြီးနိုင်တော့ဘူးစာငန်ရေတောက်တော့ငက်တယ်ငက်လို့စာငန်ရေထပ်တောက်တယ်ထပ်တောက်တော့ထပ်ငက်ပြန်တယ်တော့တောက်လေတောက်လေငက်မပြေဘူးဆိုတာဒီလောဘဟာလည်းပဲ သူ့အလိုကိုလိုက်နေလို့ချင်းမပြီးတော့ဘူးတခုပြီးတခုတောင်းဆိုတာဒီလောဘကြီးอ่ะဟိုဟာရှားပြေအောင်ဒီဟာရှားပြေအောင်ဟိုဟာလုတ်ပြေအောင်ဒီဟာလုတ်ပြေအောင်နဲ့ဒီလောဘကမပြီးနိုင်တော့တော့လောဘကိုအလိုလိုက်လို့မဖြစ်ဘူးတော့လောဘဟာဒုက္ခခန္ဓာတသမှုတရားဟောဒီဒုက္ခအားလုံးရဲ့အကြောင်းတရားပဲအကယ်၍ တတဝါတွေရဲ့တန်တန်မှာကုသိုလ်ကောင်းမှုဒါမရှိကြဘူးဆိုရင်ပေါ့နော်ဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကမရှိဘူးဆိုရင်အဲ့ဒီလောဘတေးသေးလေးကလည်းအပယ်ကိုဆွဲချသွားနိုင်တယ်ပေါ့နော်လောဘကိုအထင်မသေးနဲ့အလောဘတေးသေးလေးကဘာမှမဖြစ်ဘူးလို့မထင်နဲ့တကယ်တော့တက္ကရာကမတို့ရဲ့တန်တန်မှာ ဒါနသီလဘာဝနာကုသိုလ်တွေရှိနေလို့သာတော့ကကြတယ်ဒါနသီလဘာဝနာကုသိုလ်တွေသာမရှိဘူးဆိုရင်အဲ့လောဘတိတိလေးကအပယ်ကိုဆွဲချနိုင်တယ်နော်ဥစဉ်တော်မြတ်မာကလုံးဆရာတော်ဘုရားကြီးကဥပမာပေးတာရှိတယ်ကြောက်ခဲဆိုတာကြောက်တုံးအကြီးကြီးမှရေထဲမြုပ်တာမဟုတ်ဘူးတဲ့ကြောက်အမုံကလေးတိတိလေးကလည်းရေထဲမြုပ်တယ်နော်ကြောက်မုံကလေးဆိုပြီးတော့ရေပေါ်မှာပေါ်မနေဘူး ကြောက်မုံကလေးတည်တည်လေးနဲ့ရေထဲမှာမြုပ်တယ်။နော်ကြောက်တုံးကြီးမှာမြုပ်တာမဟုတ်ဘူး။ဒီတိုင်းပဲအာကုတ္တဟာလည်းဒီလောဘဟာလည်းပဲလောဘအကြီးကြီးမှာအပယ်ကျတာမဟုတ်ဘူး။လောဘတည်တည်လေးနဲ့အပယ်ကျစေနိုင်တယ်။အေးဒါပေမဲ့ခုနကကြောက်တုံးတွေရေထဲမှာမြုပ်တယ်။ဒါပေမဲ့ခလေတို့သင်္ဘောပေါ်တို့မှာတင်လိုက်မယ်ဆိုရင်မမြုပ်တော့ဘူးပုံပေါ်။ ကြောက်တုံးကြီးတွေရေထဲမှာမြုပ်ပေမဲ့ကြောက်မုံကလေးတွေရေထဲမှာမြုပ်ပေမဲ့တင်းပေါ်ပေါ်မှာတင်းလိုက်မယ်လှေပေါ်မှာတင်းလိုက်မယ်ဆိုရင်မမြုပ်တော့ဘူးဒီတိုင်းပဲတတဝံတွေရဲ့တန်တန်မှာလှေနဲ့တူတဲ့ဒါနသီလဘာဝနာကုသိုလ်တွေရှိနေလို့အဲ့ကုသိုလ်တွေကခံထားပေးလို့ကုသိုလ်တွေကကာထားပေးလို့လောဘကတချို့လောဘတိတ်တိတ်လေးတွေကအပယ်ကိုဆွဲချခွင့်မရသေးတာကုသိုလ်ခံနေလို့နော် ကုသိုလ်တွေခံနေလို့အဲ့လောဘတိတိလေးတွေကအကျိုးပေးခွင့်မရသေးတာအဲ့ကုသိုလ်တွေဒါမရှိဘူးဆိုရင်အဲ့လောဘတိတိလေးကလည်းအပေပုံကိုဆွဲချနိုင်တယ်ဒါကြောင့်လောကကြီးမှာတတ္တဝါတွေဟာမိသားစုတွေကိုဆွဲလန်းပြီးတော့ပိတ်တာတွေဖြစ်နေကြတာအများကြီးပဲပိုင်ဆိုင်မှုတွေကိုဆွဲလန်းပြီးတော့နော်တရေတစေတွေဖြစ်နေတာအများကြီးပဲတတ္တဝါတော်တော်များများဟာဆွဲလန်းမှုတွေနဲ့တင်းနေကြတာဆိုတော့ မကျွတ်မလွတ်တဲ့တရေသစေပိုက်တာတွေဖြစ်နေကြတာများတယ်။ဘုရားလက်ထက်တုန်းကယဟန်တော်တပါးပင်ကန်းလေးအစ်စ်တစုံရလာတယ်။အဲ့ဒီပင်ကန်းကိုသူမသုံးဆွဲရခင်မှာပဲပေသွားတာလေ။ကြမ်းကြမ်းပပအဲ့ဒီပင်ကန်းအစ်စ်ကလေးမှာသွားဆွဲနေတာ။ပင်ကန်းကိုသွားဆွဲလိုက်တော့ပင်ကန်းမှာတန်းသွားဖြစ်တာလေ။ သင်္ကန်းပေါ်မှာမြစ်ကပ်ပြီးတော့တန်းသွားဖြစ်နေတာကြည့်နော်လောဘတည်တည်လေးဘသူကမှဒုက္ခပေးတဲ့လောဘမဟုတ်ဘူးသူ့ဘာသူသူ့ရဲ့ပိုင်ဆိုင်တဲ့သင်္ကန်းလေးမှာသွားဆွဲလန်းနေတာငါသင်္ကန်းဆိုပြီးတော့သင်္ကန်းပေါ်မှာဆွဲလန်းပြီးတည်သွားတဲ့အတွက်ကြောင့်အဲ့သင်္ကန်းပေါ်မှာဆွဲလန်းတဲ့လောဘတဏ္ဍာကတန်းဘဝကိုပို့ပေးလိုက်တာပဲမလောက်ကြောက်ဖို့ကောင်းတယ်နော် တတဝရရဲ့တန်တယ်မှာသာကုလိုသာမရှိရင်သင်္ချာပေါ့အဲ့လောဘကအပေပုံကိုဆွဲချသွားတယ်ဆိုတာသတိပြုရမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒီလောဘတွေကိုကုသိုလ်တွေနဲ့ကာကွယ်နေရတာဖြစ်တယ်။နော်။ဒါကြောင့်ဆရာတော်ဘုရားကြီးကပြောနေတာကြောက်မုံကလေးတွေဟာတည်တည်လေးဆိုပြီးအထင်မသေးနဲ့ရေထဲမှာမြုပ်တယ်။ဒီတိုင်းပဲအကုသိုလ်တည်တည်လေးပြီးဆိုပြီးအထင်မသေးနဲ့အကုသိုလ်တည်တည်လေးကလည်း ငရဲတရိษံပိတ်တာဘွားကွာရောက်ပုတ်တတ်ပါလေအဲ့တော့ကုသိုလ်တွေများများလှုပ်ပြီးတော့ကာကွယ်ထားရလို့ပေါ့ဒီကောင်းမိတာလောဘရဲ့သဘောတရားဟာကြောက်စရာကောင်းတယ်လို့ပြောတာဒါကြောင့်ပုထုဇဉ်ဘဝမှာကတော့လောဘဆိုတာရှိနေအောင်ပါပဲပေါ့နော်ဒါပေမဲ့မုသမလောဘလို့ခေါ်တဲ့မဖြစ်တဲ့လောဘမျိုးတွေမဖြစ်ရအောင်တော့ဆောင်ထင်းကြရမှာဖြစ်တယ်လောဘတိတ်တိတ်လေးတွေကတော့ ဥဒုဇင်သဘောလျောက်ဖြစ်ကြမှာပဲဒါပေမဲ့အဲ့ဒီလောဘတင်းတင်းလေးတွေအကျိုးပေးခွင့်မရအောင်ကုသိုလ်တွေနဲ့တားဆီးကြရမှာဖြစ်တယ်ဟုတ်တခါလောဘနဲ့ဆန္ဒစောစောကပြောခဲ့တယ်ကာမဂုဏ်အာယုံတွေကိုလိုချင်တာကလောဘကုသိုလ်ကောင်းမှုတွေကိုလိုချင်နေတာကနော်အဲ့ဒါကဆန္ဒအဲ့ ကာမဂုဏ်အာယုံလိုချင်တာကလောဘကောင်းတာတွေကိုလိုချင်တာလိုချင်တာကဆန္ဒဘုရားလက်ထက်တုန်းကနကုလမာတာ နကုလပိတာဆိုပြီးတော့ဇနီးမောင်နဲ့နှစ်ယောက်ရှိတယ်သူတို့ကဘုရားကိုအလွန်ချစ်ကြတယ်ဘာပြောလဲဆိုတော့အရင်အရင်ဘဝတွေတုန်းကသူတို့လင်မယားနှစ်ယောက်ကဘုရားရဲ့ ဘုရားနောင်ရဲ့အမေအဖေလည်းတော်ခဲ့တယ်ဦးကြီးဦးလေးမိကြီးမိလေးတော်ခဲ့တယ်အဲ့တော့ဘုရားနောင်ဘုရားရှင်ကိုမြင်တဲ့အခါမှာကိုသားလိုတယောစင်ရရချင်းဖြစ်တယ်ငကုလာမာတာငကုလာပိတာလင်မယားနေရောက်ကဘုရားကိုတားတားတားနဲ့တသားနဲ့ဖြစ်နေကြတယ်အရင်ဘဝကပါလာတဲ့နော်အနုတရာဓာတ်တွေပဲ သူတို့ကအလွန်ဖျားကိုရင်းနေနေတော့မပြောရတာလည်းဘာမှမရှိဘူးရင်းနေနေပြောကြတယ်ဘုရားကိုတနေ့ဒကာကြီးကဘုရားကိုပါချောက်တယ်ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ကတပည့်တော်ရဲ့ဒကာမကြီးကိုငယ်စဉ်ကတည်းကလက်ထက်ခဲ့တယ်တပည့်တော်ရဲ့အမျိုးသမီးကို လက်ထက်ခဲ့တဲ့နေကစပြီးတော့ဘယ်အမျိုးသမီးအပေါ်မှာမှကိုပြင်းလဲမပြင်းပါဘူးနှုတ်ပြင်းလဲမပြင်းပါဘူးအဲ့တော့စိတ်ပြင်းလဲမပြင်းပါဘူးပါဘူးကိုရဲ့အင်ရှင်မဇနီးဖြစ်သူအပေါ်မှာလွဲလို့တခြားတခြားအမျိုးသမီးတွေအပေါ်မှာစိတ်နဲ့လဲမပြင်းပါဘူးကိုနဲ့လဲမပြင်းပါဘူးနှုတ်နဲ့လဲမပြင်းပါဘူး သူဘယ်လောက်ထိသစ္စာရှိတယ်ဆိုတဲ့အကြောင်းကိုဘုရားကိုရင်းနှီးနှီးပြောပြတာဘုရားကိုကိုသားလို့သဘောထားပြီးတော့သူ့ရဲ့ဇနီးပေါ်မှာသူ့ရဲ့သဘောထားကိုပြောပြတာတပိတော်ဟာအလွန်သစ္စာရှိတယ်ပေါ့ဒါကြောင့်တပိတော်ကတပိတော်ရဲ့အိမ်သူအမျိုးသမီးပေါ်မှာအလိုချက်နေဗျာဒါကြောင့်နောက်နောက်ဘဝတွေမှာလည်းဒီအမျိုးသမီးနဲ့ဆက်လက်ဆုံးကျင်ပါသေးတယ်ဘုရားကိုသူက ို့တန်းလုံးသဘောထားပြီးတော့ရင်းနေနေရင်ဖွင့်တာဘုရားဟုတ်ဒီအင်ချင်းမနဲ့နောက်နောက်ဘဝတွေလည်းတပြည့်တော်ဆုံးရှင်သေးတယ်ဘုရားဆိုတော့အမျိုးသမီးဖြစ်တဲ့ဒကမာကြီးကလည်းဘုရားကိုအဲ့တိုင်းပဲချောက်တယ်ရှင်ဘုရားတပြည့်တော်ကလည်းဒီတိုင်းပဲဒကာကြီးနဲ့အိမ်ထောင်ကြပြီးကြတဲ့ကဘယ်အမျိုးသားအပေါ်မှာမှစိတ်နဲ့လည်းမပြင်းမဘူးကိုနဲ့နှုတ်နဲ့ဆိုဝေးရောပဲ ဘယ်မျိုးသားကိုမှစိတ်မဝင်စားဘူးအဲ့လောက်တူသူချစ်တယ်ပေါ့လေသူ့ရဲ့မျိုးသားပေါ့မှာဒါကြောင့်နောက်နောက်ဘဝတွေမှာလည်းဒီအမျိုးသားနဲ့ဆုံးချင်းပါသေးတယ်သူတို့လင်မယားနှစ်ယောက်လုံးကတောတာပန်ပုဂ္ဂိုလ်တွေဖြစ်တယ်တောတာပန်လေးတောတာပန်နေဖြစ်ပေမဲ့သမုဒိယတဏ္ဍသဘောကလုံးလုံးမကင်းသေးဘူးလေတဏ္ဍတွေရှိကြသေးတယ် ါကြောင့်ဒီလိုမျိုးစကားတွေပြောနေကြတာပေါ့ဆိုတော့မြတ်စွာဘုရားကသူတို့လင်မယားနှစ်ယောက်ချုပ်ထားပြီးတဲ့အခါမှာပြောပြတယ်အေးလင်ရေမယားရေနောက်နောက်ဘဝမှာလည်းထပ်ပြီးတော့ဆုံးချင်းကြသေးတယ်ဆိုရင်တတ္တာတို့သီလတို့ဇာကတို့ပညာတို့တူမဖြစ်မယ်အမျိုးသားကတရားတရားကောင်းတယ်လို့အမျိုးသမီးလည်းတရားတရားကောင်းဖို့လိုတယ်။အမျိုးသားကကိုကျင်တရားကောင်းတယ်လို့အမျိုးသမီးလည်းကိုကျင်တရားကောင်းရမယ်။ ဒါမှတူကြမှာလေဘဝနောက်ဘဝနောက်ဘဝတွေဇုံကြမှာလေအေးအမျိုးသားကဒါနလုပ်ကျင်တဲ့အမျိုးသမီးကကန့်ကွက်တယ်ဆိုရင်မတူတော့ဘူးနောက်ဘဝမစုံနိုင်တော့ဘူးညအမျိုးသမီးကဒါနဒါနလုပ်ရင်လည်းအမျိုးသားကသဘောတူအမျိုးသားကဒါနလုပ်ရင်လည်းအမျိုးသမီးကသဘောတူအဲ့လိုမျိုးတူးလူတာကိုတူးကရွှင်ရှင်လန်းလန်းနဲ့ကြည်ကြည်ဖြူဖြူနဲ့သဘောတူတာပြီးခေါ်နိုင်ရမယ်ပေါ့ အဲ့လိုမှမဟုတ်ဘဲနဲ့အမျိုးသမီးကုသိုလ်ကောင်းမှုလုပ်တာကိုအမျိုးသားကမကျင်မနဲ့ဒီဖြစ်နေမယ်အဲ့တော့အမျိုးသမီးကကုသိုလ်လုပ်ချင်တာကိုခိုးချောင်ခိုးဝဲလုပ်နေရတယ်အမျိုးသားကညူစုတယ်မကျင်နဲ့ဘူးဆိုရင်ဇယိုက်ချင်းကမတူတော့ဘူးကိုကျင်တရားတွေကမတူတော့ဘူးစိတ်နေစိတ်သားတွေမတူတော့ဘူးအဲ့တော့နောက်ဘဝဒီလူဒီလူတွေပြန်ဆောင်ဖို့မဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားကတတ္တာတရားတွေသီလကိုကျင်တရားတွေစာကလူနှမ်းမှုတွေပညာ တိပညာတွေအဲ့ဒါတွေဟာနှစ်ဦးသားလုံးတူညီဖို့လိုတယ်အဲ့တော့အမျိုးသားနဲ့အမျိုးသမီးဟာတတ္တာသီလစာကပညာတရားတွေတူညီမှသာနဘဝတွေစုံနိုင်လိမ့်မယ်လို့သူတို့လင်မယားနှစ်ယောက်ဖြစ်ချင်တာလေးကိုဖြစ်စွာပြားကအကြောင်းတရားပြောပြလိုက်တယ်ဆိုတော့အဲ့ဒီမှာလောဘကိုကောင်းတဲ့နေရာမှာအသုံးချတာပြောချင်တာနော်အဲ့တော့ဒီလင်ဒီမယားဟာ အတူတူဆုံးရှင်ကြတယ်ဆိုတာဒါပေမလို့ခေါ်တယ်ဒါလောဘပဲပေါ့အခုဘုရားမှာတင်ချစ်ခင်တာမဟုတ်ဘူးနောက်ဘုရားမှာလည်းချစ်ခင်စွာနဲ့ပြန်ဆုံးရှင်ကြသေးတယ်ဆိုတာဒါလောဘပဲဒါပေမဲ့အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့မကောင်းမှုမလုပ်ဘဲနဲ့လောဘကိုအကြောင်းပြုပြီးတော့နောက်ဘဝဆုံးဖို့ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်ကြတယ်ပေါ့ခုနလိုသရတရားတွေတူမြအောင်ကြိုးစားကြတယ်ကုခြင်းတရားတွေတူမြအောင်ကြိုးစားကြတယ်လှူဒန်းမှုတွေနော် အတူတူကုသိုလ်ကောင်းမှုတွေပြုကြတယ်ဘုရားတို့ပဋ္ဌာန်းထဲမှာလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်လုပ်တာဥပနိတယပစ္စည်းလို့ခေါ်တယ်ပဋ္ဌာန်းထဲမှာနော်ဥပနိတယပစ္စည်းတော့လောဘကိုအကြောင်းပြုပြီးတော့ဒါနတွေပြုလုပ်ကြတယ်သီလတွေစောင့်တည်ကြတယ်တရားစကားတွေအတူတူဝင်ကြတယ်တရားဓမ္မတွေအားထုတ်ကြတရားတွေအတူတူနာကြတယ်အိမ်မှာအတူတူဘုရားရှိခိုးကြတယ်အိမ်မှာတရားတွေအားထုတ်ကြတယ် ဒီလောဘကို အကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်။ဒါကြောင့်ပြောချင်တာကတဏှာမကုံသေးလောဘမကုံသေးတဲ့ဘဝမှာလောဘဆိုတာဖြစ်မှာပဲ။ဒါပေမဲ့အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့အကောင်းဘက်ကိုရောက်အောင်စူးစမ်းသင့်တယ်လို့ဆိုလိုတယ်။နော်။လောဘကိုအကြောင်းပြုပြီးတော့အကောင်းဘက်ကိုရောက်အောင်စူးစမ်းသင့်တယ်။ဒါနကုလပိတာနကုလမာတာတို့ဟာစံပြပဲပေါ့။တဏှာပေမကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာပြောပြတာနော်။ ဒါကြောင့်တဏမကင်းနိုင်သေးဘူးဆိုပြီးတော့မကောင်းမှုတွေမလုပ်ကြနဲ့အဲ့တဏကိုအခြေခံကောင်းတာတွေလုပ်တင်တယ်နောက်ဦးဇင်းတို့ဘုရားလောင်းတွေပါရမီဖြည့်တဲ့အခါမှာလည်းပဲဒီတိုင်းပဲအရှင်အာနန္ဒာလောင်းလျာတို့ရတောတရားလောင်းလျာတို့ဘုရားလောင်းနဲ့အတူတူပါရမီတွေဖြည့်ကြတယ်လေဘဝတိုင်းဘဝတိုင်းစုံဖို့ဆုတောင်းကြတယ်လေ အဲ့ဒီမှာလည်းနှမျိုးရောထွေးနေတာပေါ့နော်တဏယောဆန္ဒယောနှစ်ခုလုံးရောထွေးနေတယ်ပေါ့ဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဥပဇင်းတို့ခေါတမမြတ်စွာဘုရားအလောင်းနေရာသူ့မိသားယတိဖြာတိတ်ရတယ်အဲ့ဒီမှာရေတော်တရားလောင်းနေရာအမျိုးသမီးလေးသူ့မိတ္တာဟာလည်းပဲ ဘုရားလောင်းနဲ့အတူပါရမီဖြည့်ဖို့နော်ဆန္ဒတွေဖြစ်တယ်အဲ့တော့ဘုရားလောင်းပေါ်မှာချစ်ခင်တဲ့လောဘလည်းပါနိုင်တယ်လို့သူတော်ကောင်းနဲ့ဘဝတိုင်းဆုံကျင်တဲ့ဆန္ဒလည်းပါနိုင်တယ်ပေါ့နော်သူတော်ကောင်းတွေနဲ့ဘဝတိုင်းဆုံကျင်ပါတယ်ဆိုတာကဆန္ဒဖြစ်သွားပြီဒါကောင်းတယ်လीနော်နောက်နောက်ဘဝတွေမှာလည်းဒီလိုသူတော်ကောင်းကြီးတွေနဲ့ဆုံရပါလို့ဤ အဲ့ဒါဆန္ဒဖြစ်သွားပြီအဲ့တော့အလောင်းတော်နေပါရမီပြည့်တဲ့အခါမှာတဏ္ဍာသဘောနဲ့ပါတယ်လို့ဆန္ဒသဘောတွေလည်းပါတယ်ပေါ့အဲတော့ရတော်ဘုရားလောင်းနဲ့ရတော်တရားလောင်းတရားဘဝတိုင်းဘဝတိုင်းဆုံးလာကြတယ်ဘုရားလောင်းလေးအသိဉာဏ်နဲ့ကဘာတသိန်းပါရမီဖြစ်တယ်လို့ရတော်တရားလောင်းတရားပုဂ္ဂိုလ်ဟာလည်းပဲလေးအသိဉာဏ်နဲ့ကဘာတသိန်းပါရမီဖြစ်တယ်လိုက်ပြီးတော့နော် ။နောက်အရှင်မဟာကတ္တပနဲ့မေဘတ်တာဒီသူတော်စင်တွေဟာလည်းပဲနော်ဘဝတိုင်းဘဝတိုင်းမှာစုံကြတယ်။အဲ့လိုဘဝတိုင်းဘဝတိုင်းစုံကြခြင်းတည်ချစ်ခင်ခြင်းလည်းပါနိုင်တယ်လို့သူတော်ကောင်းတွေနဲ့စုံခြင်းနဲ့ဆိုတဲ့ဆန္ဒလည်းပါနိုင်တယ်ပေါ့။နော်ဒီသူတော်ကောင်းကြီးတွေနဲ့နောက်ဘဝလည်းစုံရခြင်းနဲ့ဆိုတဲ့ဆန္ဒလည်းပါတယ်။အဲ့ဒါကြောင့်ဘုရားအောင်တွေ အကသာဝကလောင်းလျာတွေမဟာသာဝကလောင်းလျာတွေသူတော်စင်ကြီးတွေပါရမီဖြည့်တဲ့အခါမှာဥစ္စံတော်ဇက်တော်ဒီကိုလိလာလိုက်ရင်တစုတင်းတဝဲတင်းတွေ့ရတယ်ဒီခါကလေးဘုရားလောင်းကဘယင်ဖြစ်လို့ရတော်တရားလောင်းလျာကမိဗျာဖြစ်လို့ဟောရာဟုလာကသာတော်ဖြစ်လို့အရှင်အာနန္ဒာကစစ်သူကြီးဖြစ်လို့အရှင်သရိပုတ္တရာကတထင်းဖြစ်လို့ဒါမျိုးတွေဇက်တော်ဒီထဲမှာတစုတင်းတဝဲတင်းတွေ့ရတယ် အဲ့ဒါဘာလဲဆိုတော့တဏ္ဍာလောဘလည်းပါနိုင်တယ်လို့ဒီသူတော်ကောင်းကြီးတွေနဲ့ဘဝတိုင်းဘဝတိုင်းဆုံးခြင်းနဲ့ဆန္ဒလည်းပါတယ်ဆိုတာကိုတွေ့ရတယ်ပေါ့ဒီကောင်းပြီဒါကြောင့်ဦးဇင်းတို့လောဘသည် မကောင်းတဲ့သဘောအကုသို့ဖြစ်တယ်ကုသို့သာမရှိဘူးဆိုရင်အဲ့လောဘသေးသေးလေးကအပယ်ကိုဆွဆနိုင်တယ်ဒီတော့အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့အပယ်မကျစေဘဲနဲ့ကုသို့ကောင်းမှုတွေပြုဖြစ်အောင်ကြိုးစားတဲ့လေလို့နားလည်ကြရမှာဖြစ်တယ် ဒါမြတ်စွာဘုရားသာသနာနဲ့ဆုံးခိုင်းကြုံခိုင်းမှာဒါကအကုသို့ဒါကကုသို့လို့တိခွင့်ရကြတယ်အဲ့ဒါဘုရားကြီးစုပဲဘုရားပွင့်လို့ဘုရားသာမပွင့်ဘူးဆိုရင်တတ္တဝါတွေဟာအမားနဲ့အမှန်အကောင်းနဲ့အဆိုးကိုတော့မခွဲနိုင်ဘူးအမှန်ကိုအမားတင်အမားကိုအမှန်တင်အကောင်းကိုအဆိုးတင်အဆိုးကိုအကောင်းတင်အခုဘုရားပွင့်လို့တာဩဒါကလောဘကိုဩဒါကတော့ဆန္ဒပဲ အလောဘကမကောင်းဘူးအပယ်ချတတ်တယ်ဆန္ဒကတော့ကောင်းတယ်အလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်လုပ်လို့ရသေးတာပဲဒါမျိုးတွေတိခွင်ရတယ်ဆိုတာဘုရားကျေးဇူးဖြစ်ပါတယ်နော်တရားတော်ကိုများများနားလည်လာလေလေဘုရားကိုကျေးဇူးတင်နေလေပဲဒါကြောင့်သောတာပန်ဖြစ်သွားပြီဆိုရင်ဘုရားကိုအသက်ထဆုံးကိုးကွယ်သွားပြီဘုရားကိုမစွန့်တော့ဘူးနော်ဘုရားရဲ့ကျေးဇူးတွေကိုကောင်းကောင်းကြီးမြင်သွားပြီကိုနော်ဒီဒါကြောင့်ဒီနေ့အလို့ရှင်များနေတကွာဓမ္မမိတ်ဆွေများအားလုံး လောဘညာသဘောကိုနားလည်ပြီးတော့တတ်နိုင်တဲ့များလောဘတွေကိုဖယ်ရှားပြီးလောဘတွေကိုအကြောင်းပြုပြီးတော့လဲမိမိတန်တဲ့မှာကြီးမားတဲ့အကုသိုလ်တွေမဖြစ်စေဘဲနဲ့ကုသိုလ်ဘက်ကိုရောက်အောင်ကြိုးစားအားထုတ်ပြီးတော့ဘုရားရှင်ရဲ့အဆုံးအမအတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင် ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း။အာမင်